မင်္ဂလာပါတပတ်ချန်နယ်ကနေကြိုဆိုပါတယ်ဒီကနေ့တင်ဆက်ပေးမှာကတော့ပြန်လည်တို့ထလာပြီဖြစ်တဲ့စကိုင်းငလင်ကြောကြီးအကြောင်းမင်းဖြစ်ပါတယ်မလာ၂၈ရက်နေ့၂၀၂၅ခုနှစ်ရဲ့နေ့လယ်ခင်းအချိန်မှာတော့မြန်မာနိုင်ငံမှာတစ်တရာအတွင်းအပြင်းထန်ဆုံးအဖြစ် Richard Daske ခုနှစ်သတ္တမခုနှစ်ပမာဏရှိတဲ့မြင်းငလင်ကြီးလှုပ်ခတ်သွားခဲ့ပါတယ်စကိုင်းနဲ့မက်တလင်မျိုးတို့အနီးဗဟုပြုလှုပ်ရှားခဲ့တာဖြစ်ပြီးအမေရိကန် ပုံမိလိလာရေးအတင်းရဲ့ထုတ်ပြန်ချက်အရ ူအယောက်တထောင်ကနေတသိန်းအကြာအသက်ဆုံးရှုံးနိုင်တယ်လို့သိရပါတယ်မြန်မာနိုင်ငံရဲ့နမဲကြီးစကိုင်းပြည့်၍အကျော်ဟာနိုင်ငံအလယ်ပိုင်းကိုဖြတ်တန်းပြီးကီလိုမီတာအဖြစ်1900ခန့်ရှည်လျားပါတယ်။အဆိုပါပြည့်၍အကျော်ဟာအိန္ဒိယကြောက်ထုလွာနဲ့ဆွာတာကြောက်ထုလွာတို့ဟာတစ်ခုနဲ့တစ်ခုဘေးတိုက်ပွတ်တိုက်နေတဲ့နေရာကြီးပဲဖြစ်ပါတယ်။ အဆိုပါကြောက်တူကြီးနှစ်ခုဟာတစ်ခုနဲ့တစ်ခုပွတ်တိုင်မိနေချိန်မှာအလွန်ကြီးမားတဲ့ဆွမ်းအားတို့ကိုစုမိထားသလိုဖြစ်နေပြီးပွတ်တိုင်မှုကနေလွတ်ထပ်သွားချိန်မှာတော့အလွန်ကြီးမားတဲ့မြေငလင်တွေဖြစ်ပေါ်လာတာပါပြီးတော့အရင်လိုပဲပြန်ပွတ်တိုက်နေကြပြီးနောက်တစ်ခါငလင်နှုတ်ဖို့အလုံးဆက်လုံးကြပြန်ပါ යි ကြောက်ထူလွာအချင်းချင်းပွတ်တိုင်မှုကနေဘယ်အချိန်လွတ်ထွက်သွားပြီးငလီထားလို့မလဲဆိုတာဘသူမှမခံမနိုင်ကြတာကြောင့်ငလီလုံးမဲ့အချိန်ကို ကြွတိမပြောချနိုင်ကြပါဘူး ခမန်း230 250နှစ်တရာအတွင်းသာလှုပ်မယ်လို့ theory အရသာပြောနိုင်ကြပါသေးတယ်။သကိုင်းမြင်းငလင်ကျော်ဟာမြန်မာပြည်မြောက်ဖြားကနေတောင်ဖြားအထိရှည်နေရပြီးလူနေထူထပ်တဲ့မြို့ကြီးတွေဖြစ်တဲ့ရန်ကုန်၊ပတ်တလီနေပြည်တော်ပဲခူးသကိုင်းတို့ဟာဒီငလင်ကျော်ကြီးပေါ်မှာတည်ရှိနေပါတယ်။ယခုလောက်ခတ်ခဲ့တဲ့ငလင်ကျော်သကိုင်း၊ပတ်တလီနေပြည်တော် ရှမ်းပြည်တောင်ပိုင်းနဲ့ပဲခူးတိုင်းတို့မှာပျက်စီးမှုများရှိခဲ့ပြီးအ धिक အားဖြင့်စကိုင်းနယ်မန္တလေးဟာငလင်တံကို ပုံမိုဆိုးရွားစွာခံစားခဲ့ရပါတယ်။ဒီနေရာမှာတချို့ကလည်းငလင်ကြီးလှုပ်ပြီးဆူနာမီဖြစ်မယ်ဆိုပြီးကောလာဟာလာတွေကြောက်လန့်နေကြပါတယ်။ဆူနာမီဖြစ်ဖို့ဆိုရင်ငလင်ဟာပင်လယ်ရေပြင်မှာလှုပ်ရမယ်၊ပြည်အားခုနှစ်အထက်ရှိရမယ်၊အထက်အောက်ရွေးရှားတဲ့လှုပ်ရှားမှုဖြစ်ရပါတယ်။အခုလှုပ်တဲ့ငလင်ဟာကုန်းပေါ်ကငလင်ဖြစ်ပြီးဘေးတိုက်ပွတ်တိုက်မှုကြောင့်ဆိုတော့ဆူနာမီဖြစ်လာစရာအကြောင်းမရှိပါဘူး။ ငလင်ကြီးရဲ့နောက်ဆက်တွဲငလင်ငယ်တွေဟာလည်းသကိုင်းပြည့်ရကျော်တချောင်းမှရှိတဲ့လေဝေနေပြည်တော်ဖြူတောင်ကူမြို့အနီးတွေမှာဆက်လက်လှုပ်ခတ်ခဲ့ပါတယ်။အလားတူငလင်ကြီးများဆက်လက်ဖြစ်ပေါ်နိုင်တဲ့အတွက်သကိုင်းပြည့်ရကျော်ရဲ့အလဲပိုင်းနဲ့တောင်ပိုင်းတချောင်းမှရှိနေတဲ့ရွှေဘုံမန္တလေးနေပြည်တော်ပြင်မနာတောင်ကူပဲခူးရန်ကုန်မြို့ကြီးတွေနဲ့အနီးပတ်ဝန်းကျင်ဒေသမှာနေထိုင်ကြသူတွေအနေနဲ့တတိရှိစွာနေထိုင်ကြဖို့လိုအပ်နေပါသေးတယ်။